ီကိန်းပြိုင်ပွဲဝင်မြမလက်ရွေးစင်မျိုးသမီးတင်ဟာပြိုင်ပွဲအတွက်ကစားသမားအသစ်အဖြစ်ရွေးချယ်မှုအဖြစ်မြမယူ20အသင်းကဤတက်ဖြိုဒေစီအောင်နဲ့ကိုသမားသူစာအောင်တို့ကိုထဲ့သွင်းရွေးချယ်ထားတယ်လို့သိရပါဗျ။နီးပြယူကီတက်စုတို့အနေနဲ့ပြီးခဲ့တဲ့ပြိုင်ပွဲတွေကအကောင်းဆုံးအစုအဖွဲ့တွေနဲ့အတူအခုလိုတက်တန်းအလိုက်ကစားသမားအသစ်တွေကိုပါအသင်းအတွက်အဖြစ်ရွေးချယ်ထားတာဖြစ်ပါတယ်။ မြန်မာယူ20အသင်းကအီတက်ဖြိုဒေစီအောင်တို့ဟာမြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့တဲ့အမျိုးသမီးယူ20အာရှဖလားခြေစစ်ပွဲမှာအကောင်းဆုံးခြေစွမ်းတွေပြသနိုင်ခဲ့တဲ့ကစားသမားတွေလည်းဖြစ်ပါတယ်။သူတို့ဟာပြိုင်ပွဲမှာတော့မြန်မာအသင်းအတွက်ခြေစစ်ပွဲအောင်မြင်အောင်မစွမ်းဆောင်နိုင်ခဲ့ပေမဲ့လက်ရွေးစင်အသင်းကြီးနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးကိုပြသနိုင်ခဲ့ပါတယ်။ ဤတက်ဖြိုးနဲ့ဒေစီအောင်တို့ဟာအမျိုးသမီး U20 အာရှဖလားခြေစစ်ပွဲအုပ်စုတွင်အဖွင့်ပွဲစဉ်အဖြစ်တောင်မင်းနစ်တန်အသင်းကို6-9တကိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာဤတက်ဖြိုးကဟက်ထရစ်သွင်းယူနိုင်ခဲ့တယ်လို့ဒေစီအောင်ကနှစ်ကိုးသွင်းယူခဲ့ပါတယ်။မြန်မာအမျိုးသမီးအသင်းနီးပြ UK တက်စုတို့အနေနဲ့လာမယ့်စီးကိန်းအတွက်အမျိုးသမီးလိပြိုင်ပွဲကသက်ဆိုင်ရာကလပ်အသင်းအသီးသီးမှာအကောင်းဆုံးခြေစမ်းတွေပြခဲ့တဲ့ကစားသမားတွေကိုအခြေခံပြီးလက်ရွေးစင်အသင်းအတွက်ပြင်ဆင်နေပါတယ်။ လက်ရှိမှာတော့မြန်မာမျိုးသမီးအသင်းအနေနဲ့စီးကိန်းအတွက်လေးကျင်းမှုတွေကို အော်တိုဘာလ၈ရက်နေ့ကတည်းကစတင်ပြုလုပ်နေပြီလို့လည်းသိရပါပါတယ်ရှင်။